တရားစီချန်ပီယံလိမှာအာဆင်နယ်ကသာအကောင်းဆုံးတင်းလို့ပြောလိုက်တဲ့နီးပြအာဒီတာချန်ပီယံလိမှာအာဆင်နယ်ရဲ့ခီးလန်းဟာစီမီဖိုင်နယ်မှာရက်တန့်သွားခဲ့ရပေမဲ့နီးပြအာဒီတာကတော့သူတင်းဟာပြန်ကွင်းမှာအကောင်းဆုံးတင်းဖြစ်တယ်လို့ယုံကြည်နေသေးပါတရားစီချန်ပီယံလိမှာကျွန်တော်တို့ထပ်ပိုကောင်းတဲ့တင်ရှိမယ်လို့ကျွန်တော်မထင်ပါဘူးလို့အာဆင်နယ်နီးပြအာဒီတာက PSG နဲ့ကြော်စလုံးရှုံးနေပြီးချန်ပီယံလိကထွက်ခွာခဲ့ရတဲ့ပြီးမှရင်ဖွင့်ပြောကြခဲ့ပါတယ်အာဒီတာကအခု PSG နဲ့ကြော်စလုံးမှာလည်းကျွန်တော်တို့ပဲပိုကောင်းနေတာပါသူတို့ဘက်ကဂိုဇမဒွန်နာရောမာကကြော်စလုံးအကောင်းဆုံးကစားသမားဆုရခဲ့တာကိုပဲကြည့်ပေါ်လို့ထောက်ပြခဲ့ပါတယ် အဆင်နီယာအင်ကွင်းမှာရင် BSG ရဲ့လက်စွမ်းကိုမကျော်နိုင်ခဲ့သလိုဝေးကွင်းမှာလည်းရှုံးနေခဲ့ရတာပါမင်းရကပွဲမှာအဆင်နီယာဟာ BSG ကိုပြားပေးနိုင်ခဲ့ပေမဲ့တကယ်ဆုံးဖြတ်ပေးချိန်မှာတော့ BSG ကဒုတိယအခွင့်အရေးတွေကိုကောင်းကောင်းအသုံးချသွားခဲ့ပါတယ်အဆင်နီယာတိုက်စစ်ပိုင်းကဆုံးသက်ပိုင်းမှာအားနည်းခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်ပထမပိုင်းမှာစကယ်လီယာရဲ့ကန်ကြတိုင်ထိထွက်ခဲ့တာဘာဂိုလာရီရဲ့ကန်ကြတွေဂိုးမဖြစ်ခဲ့တာတွေကြောင့်သာအဆင်နီယာတို့ဂိုးပြတ်ရှုံးနေခြင်းကကန်ကောင်းခဲ့ရတယ်လို့ဆိုရမှာပါတကယ်တမ်းဂိုးတွေသာဖြစ်ခဲ့ရင်ဒီပွဲရလဲဟာဒီချက်ပိုဆိုးနိုင်ပါတယ်အခုတော့အာဆင်နယ်အသင်းဟာချန်ပီယံလီးယားနေထွက်ခွဲရုံနဲ့မက ဒီရာသီဖလားတစ်လုံးမှာမရရှိနိုင်တော့တဲ့ခွက်ပြောက်ရာသီတစ်ခုကိုဖြတ်တန်းရတော့မှာပဲဖြစ်ပါတယ်။အာဆင်နယ်ရဲ့ကြိုးစားမှုတွေနဲ့အတင်းရဲ့တိုးတက်မှုတွေရှိခဲ့ပေမဲ့ဖလားနဲ့တော့ဝေးကွာခဲ့ရပါတယ်။အာဆင်နယ်ပရိသတ်တွေအတွက်စိတ်ပျက်စရာရလဒ်တစ်ခုဖြစ်ခဲ့ပေမဲ့သူတို့ရဲ့အတင်းကိုဆက်လက်အားပေးသွားကြဖို့နဲ့နောက်ရာသီမှာပုံမှုကောင်းမွန်တဲ့ရလဒ်တွေရရှိဖို့မျှော်လင့်ရမှာဖြစ်ပါတယ်။အာဒီတာနဲ့အတင်းသားတွေအနေနဲ့ဒီချုံဘွဲကနေတင်ကန်းစာယူပြီးနာကမှာပုံမှုအောင်မြင်မှုတွေရရှိနိုင်ဖို့ကြိုးစားသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချက်